အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒါပေပေါ်ရွှေချဲ့ထားတဲ့ပုံမြင်လေးကတော့ရခမထပ်ပိုးကက်စီကောက်တဲ့ချိန်မဆော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်တို့အန်နာပါရွာတရွာမှာရှာလီနီဆော်ရဲ့အမျိုးသမီးကတော့အိမ်အကြီးကြီးပိုင်ဆိုင်ထားပါတယ်သူမကရက်ရွာအကျိုးပြုလုပ်ငန်းတွေကိုလည်းလုပ်တဲ့အတွက်ရွာမှာနာမည်ကြီးပါတယ်သူကတော့အမြဲတမ်းအစည်းအဝေးတွေကိုလည်းတယောက်လေးရှိပြီးသူ့မှာသားနှစ်ယောက်ရှိပါသေး တားနှစ်ယောက်လုံးကအလောက်ကိုင်းကောင်းကောင်းတွေကိုရရှိထားခဲ့ကြပြီးအမေကိုလည်းအရန်ချစ်ကြပါရယ်။သိမကြခင်မှာပဲမိခင်ဖြစ်သူကသူ့သားအကြီးကော်ရှယ်ကိုလက်ထပ်ပေးလိုက်ပါရယ်။လက်ထပ်တဲ့အချိန်မှာသရိုသမီးဘက်ကတင်းတောင်းငွေနဲ့လက်ဖွဲ့ငွေတွေအများကြီးကိုလည်းရရှိခဲ့ပါရယ်။မင်္ဂလာဆောင်ပြီးသရိုသမီးလေးအိမ်ကိုရောက်လာပြီးတိတ်မကြခင်မှာပဲသရိုသမီးအသေးဆက်ဆက်လေးနီလိုကတော့အင်ရဲ့တာဝန်တွေအားလုံးယူပေးခဲ့ပါတယ်။ရခမဖြစ်သူကမိဖို့ကန်နဲ့ဝင်လာပြီးပြောလိုက်ပါတယ်။ချွေးမလေးရေဒါပါရီလေ နေဒီလောက်ထိများတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ဒီလောက်များတဲ့ပစ္စည်းတွေအများကြီးဝယ်လာခဲ့ရဟုတ်လားပစ္စည်းတွေအကုန်လုံးဘာဖြစ်လို့ပွားစားကျဲနေရတာလဲအမေအိမ်မမီတောက်စွေတွေကလည်းများတယ်ဆိုတော့ကျွန်မပထမဦးစုံမီဖို့ကန်နဲ့ဝင်ရမယ်နေမှာအကောင်းမွန်ဆုံးချက်ပြုတ်ကျွေးကြံလို့ပါကျွန်မဟင်းတွေအများကြီးချက်ပြီးကျွေးရင်အားလုံးကလည်းကျွန်မကိုချီးကျူးကြမယ်မဟုတ်လားယင်ကျွန်မဘလောက်ကြောင့်မှထမင်းဟင်းချက်ပြုတ်ကြတော့လဲဆိုတော့ကိုလည်းအားလုံးသိရှိသွားကြလိမ့်မယ်ကျွန်မအဲ့ဒါကိုလိုချင်လို့ပါအမေอืมအားလုံးကနေကိုချီးကျူးကြမယ်ဆိုတာကတော့ဟုတ်တယ် ဒါပေမဲ့ငါတော်တော်လေးကိုစောင်းရှောင်းသွားလိမ့်မယ်အယူမရဲ့ဒီလောက်ထိပစ္စည်းတွေအများကြီးကိုအသုံးမပြုနဲ့လေချွေးမလေးရဲ့ငါဒီအိမ်ကြီးကိုဒီအတိုင်းပဲဆောက်လုပ်ခဲ့တယ်လို့နင်းထင်နေရလားပတ်စံကိုဘလောက်တောင်မှချွေးတာပြီးဆောက်လုပ်ခဲ့ရလဲသိလားဟင်းတွေအများကြီးချက်ပြုံးနေစရာမလိုဘူးဟင်းတစ်ခွက်လောက်နဲ့အားလုံးစားဖို့အတွက်တယောက်ကိုရိုတီနှစ်ချက်စီဆိုရင်တော့ရပြီဒီအချိန်မှာချွေးမလေးကတော်လေးအံအားတင်သွားခဲ့ပြီးနောက်ပြောလိုက်ပါတယ်အမေတယောက်ကိုရိုတီနှစ်ချက်ဟုတ်လားဒါကတော့လွန်တာပေါ့အမေရဲ့ တယောက်ကိုရိုတီနှစ်ချမ်းစွိုင်းတော့ဘယ်လိုလုပ်ပိုက်ဝမလဲဟဲ့နင်မသိဘူးလားမနေ့ရုံကညရုံကကြမ်းနေရိုတီတွေကလည်းရေခဲတတမှရှိသေးတယ်တယောက်ရိုတီနှစ်ချက်စားပေါ့နောက်ထပ်စားခြင်းနဲ့စွိုင်းတော့ရေခဲတတတွေကရိုတီတွေနှွေးပြီးကျွေးလိုက်ဒါပေမဲ့အမေရဲ့မကောင်းတဲ့ရိုတီတွေကိုစားမယ်စွိုင်းတော့အားလုံးနေမကောင်းဖြစ်ကုန်ကြလိမ့်မယ်တော်စမ်းပါဘာမှနေမကောင်းဖြစ်စရာအကြောင်းမရှိဘူးငါတို့စီမှာမလို့အပ်ပဲနဲ့ပတ်စံသုံးစရာမလို့ဘူးနော်ငါ့အိမ်မှာငါ့စီကံအတိုင်းပဲနေရမယ်ငါပြောတဲ့အတိုင်းပဲလုပ်ကြလား ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေအမေပြောတဲ့အတိုင်းပဲလုပ်လိုက်ပါမယ်။ရောက်ခမကတော့ချွေးမလေးကိုဒီပုံစံအတိုင်းပဲထမင်းဟင်းချက်ပြုတ်ခိုင်းပါတယ်။သူမတော်တော်လေးကစီကောက်ကြပါ။သူမကိုယ်တိုင်ကတော့ထမင်းဟင်းချက်သွားတဲ့အခါမှာပထမအဦးဆုံးဦးဦးဖြတ်ဖြတ်အများကြီးစားပြစ်ပါတယ်။ထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါမှာတော့သူပြောလိုက်ပါတယ်။ချွေးမလေးရေထမင်းစားမယ်လေ။အမြန်ဆုံးထမင်းယူလာခဲ့တော့ထမင်းစားပြီးသွားတဲ့အခါကျရင်ငါစိတ်နဲ့တောက်ရအောင်မယ်။ငါလည်းအခုတော်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 လေးကိုအားနေနေပြီတိလား။ ဒီလိုနဲ့မိသားစုတွေကလုံးထမင်းစားတော့ပြီးတော့လို့ချွေးမော်လေးထမင်းစားမယ်အလှရောက်တဲ့အခါမှာတော့တခါတလေဟင်းမရှိတော့ပဲရိုတီသားကြံပါတယ်တခါတလေအဲ့ဒီရိုတီပါမကြံတော့လို့သူမအငတ်ခံရတဲ့ချက်တွေလည်းရှိပါတယ်သူမစိတ်ထဲကနေပြီးတော့ပြောလိုက်ပါတယ်ဟိုဖျားတခင်ကျွန်မအခုထမင်းကိုဘလို့စားရတော့မှာလဲထမင်းကကြံကိုမကြံတော့ဘူးချက်ထားတဲ့ထမင်းဟင်းတွေကိုတော့အားလုံးဘလို့စားကြလဲမသိပါဘူးဟင်းနဲ့စီမပေါအောင်ထည့်နေရတာနဲ့ပဲဟင်းချက်ရတာအစင်ကိုမပြေလှဘူးဒါကြောင့်သူကလည်းခမောစီသွားပြီးတော့ပြောလိုက်ပါတယ် အမေကျွန်တော်အမြဲတမ်းထမင်းစားတဲ့အခါတိုင်းထမင်းနည်းနည်းပဲကြံတယ်တခါတလေလုံးဝမကြံတာလည်းဖြစ်တတ်တယ်နောက်တစ်ခေါက်ကြာရင်ထမင်းပေါ်ချက်လို့ရမလားနင်ဘယ်တော့တောင်မှစားရလဲနင်ကတော်တော်လေးကိုငတ်ကြပဲနီလိုကလည်းတော်တော်လေးရှက်သွားခဲ့ပါတယ်သူမရှက်လွန်တော့ဘာမှပြောမနေတော့ပါဘူးသူမတဖြည်းဖြည်းနဲ့တော်တော်လေးကိုအားနဲ့လာခဲ့ပါတယ်တရားမှာတော့သူမခေါင်းတွေအရန်မူးလာပြီးမေးလဲကြာသွားခဲ့ပါတယ်ခဏနေတော့သူမပြန်လဲတရီရလာခဲ့ပြီးနောက်မှာတော့သူ့ရဲ့အမေကိုဖုန်းဆက်လိုက်ပါတယ်သူ့ရဲ့အမေရောက်ရှိလာခဲ့ပြီးနောက်မှာတော့ဆရာဝန်ခေါ်လိုက်ပါတယ် သူ့ခန္ဓာကိုယ်ကတော်တော်လေးကိုအားနေနေတဲ့သွေးပေါင်လဲကြာနေတယ်။ဗီတာမင်နဲ့ပရိုတင်းအရန်ကိုအားနေသွားလို့အခုလိုမျိုးဖြစ်ကြပါသူ့ကိုအရင်ဆုံးဆေးရုံတင်ပို့ပေးရမယ်နော်။သူ့ကိုအရသာရှိပြီးတော့ကျန်းမာရေးနဲ့ညှို့ထွေးအစားအသောက်တွေကိုလည်းချက်ပြုတ်ကျွေးရမယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရှာလီနီပြောလိုက်ပါတယ်။ဘာမှအဲ့လောက်ထိဖြစ်တာမဟုတ်ပါဘူး။အခုတလောအဲ့လိုမျိုးအားနေတာကဖြစ်တဲ့တယ်လေ။ငါလည်းအဲ့ဒီအိမ်မှာနေနေရပဲဘယ်တော့ကအားနေဘူးလို့လဲ။ငါ့ကိုကြည့်ပါဦး။ငါကြတော့ဘလောက်တောင်မှကျန်းမာနေလဲဆိုတာကိုကြည့်လေ။ တမင်တတဇလန်းစင်နေရဖြစ်မှာပေါ့ဘာမှဟုတ်တာလည်းမဟုတ်ပဲနဲ့ရှောက်ပြောနေရဲ့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာနီလူရဲ့အမေကဘာမှတော့မပြောလိုက်ပေမဲ့ဝမ်းနေသွားပါတယ်ဒီနောက်သူ့သမီးလေးကိုကိစ္စရီအားလုံးမေးခဲ့ပါတယ်သူကခမီးခမန်းနဲ့ရံမဖြစ်ချင်တဲ့အတွာသူ့သမီးလေးကိုအိမ်ပြန်ခေါ်သွားခဲ့ပါတယ်ဒီနောက်မှာတော့ဇေယုံမှာတင်ပို့ကူတာပေးလိုက်ပါတယ်ရဲ့အနေငယ်လောက်သမီးဖြစ်သူကိုပြုစုပေးပြီးတဲ့နောက်မှာတော့စားစရာတောက်စရာအများကြီးနဲ့အတူတူပြန်လှုပ်ပေးလိုက်ပါတယ်ကြောက်တွေ့ခဲ့ရတဲ့အခါမှာရခမဖြစ်သူလည်းဝမ်းသာသွားခဲ့ပါတော့တယ် ကဲထွေးမော်လေးပစ္စည်းတွေကအများကြီးရှိနေတာဆိုတော့ဒါတွေအားလုံးကုန်သွားတော့မှထမင်းဟင်းထက်ချက်အခုလောလောဆယ်ထမင်းဟင်းချက်เสียမလို့တော့ဘူးကြားလားဒီစကားကိုကြားရတဲ့နီလိုကလည်းသူ့နှစ်ဖူးသူထုနေခင်မိပါရဲ့ငါဘာဖြစ်လို့များအိမ်ကနေဒီလောက်များတဲ့ပစ္စည်းတွေယူလာခဲ့မိတာလဲမသိပါဘူးဘာတွေများထူးခြားသွားလဲအခုထမင်းဟင်းတော့မချက်ရတော့ဘူးတဲ့ဒီနောက်မှာတော့ရှာလီနီရဲ့တားငယ်ရဲ့လက်ထပ်ပွဲကလည်းပြီးစီးသွားခဲ့ပြီးချွေးမငယ်လေးလည်းအိမ်ကိုရောက်လာပါတော့တယ် ။တားငယ်ရဲ့မိန်းမဖြစ်သူရှလာယာကတတော်လေးလဲဝဲလုံးနဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။ချွေမငယ်လေးကိုထမင်းဟင်းချက်ပြုတ်ဖို့အတွက်ရောက်ခမကပြောလိုက်ပါတယ်။ချွေမငယ်လေးမိဖို့ကံနဲ့မရောက်ခင်မှာရောက်ခမဖြစ်သူကအရင်ဆုံးရှောင်းနေခဲ့ပါပြီ။သူမပြောလိုက်ပါတယ်။ချွေမလေးအားလုံးစားတော့ဖို့အတွက်ရိုတီကိုတတိတ်ချချတွတ်ပြီးရောလုံနော်။ဒါမှအပေါ်ရီထပ်ပြီးတော့ကြံမနေမှာတိလား။ဟင်းကိုလည်းတစ်ခွက်ပဲချက်မယ်။ဟင်းထဲမှာစီကိုလုံးဝလျှော့ပြီးတော့ထည့်ရမယ်။မဆလာတွေကလည်းအလကားရတာမဟုတ်ဘူးဆိုတော့အများကြီးထည့်သုံးမနေနဲ့အောင်။ ဒီစကားကိုကြားတဲ့အခါမှာတော့ချွေမအငယ်လေးပြောလိုက်ပါရယ်။ဘာလို့လဲအမေ။ဘာလို့များလဲ။ကျမတို့အိမ်မှာဘာမှမရှိဘူးလား။ဘာလို့အမေဒီလောက်ကြောင်မှကက်စီကောက်နေရတာလဲဆိုတာကိုလည်းပြောပြပါအောင်။ရကမောင်းတော့လေချွေမလေးရဲ့အတန်ကိုကြားရနေထောတော့အရှမ်းထွက်သွားပြီးပြောလိုက်ပါရယ်။နင်ဘာမှအလောက်ထိရှာလာရှင်မနေနဲ့ငါပြောတဲ့အတိုင်းပဲလုပ်။နင်ငါ့ကိုပြန်ခန့်ပြောဖို့အတွက်စဉ်းစားနေတယ်ဆိုရင်တော့ငါဘာလဲဆိုတာနင်ကောင်းကောင်းသိသွားလိမ့်မယ်နော်။ကျမဗီကတ်ကိုသွားတိုင်ပြောပြမယ်။နီလိုကလည်းသူ့ယောင်မလေးကိုပြောလိုက်ပါရယ်။ ဘာမှမထူဘူးရောင်းပါရဲ့အိမ်မှာရှိတဲ့ယောက်ျားသားတွေအားလုံးကအမေပြောတဲ့စကားကိုပဲနားထောင်ကြတာဒီအိမ်မှာသူရဲ့အာနာကတော်တော်လေးကိုကြီးမာတယ်သူပြောတဲ့အတိုင်းပဲအားလုံးလုပ်ကြတာအဲ့ဒါကြောင့်ငါတို့လည်းအမေပြောတဲ့စကားတခေါင်းချင်းစီတိုင်းကိုလိုက်ပြီးတော့နာခံမှဖြစ်လိမ့်မယ်မဟုတ်တော့ငါတို့ကအိမ်ကနေမောင်းထုတ်ပြစ်လိုက်လိမ့်မယ်တိလားဒီစကားကိုကြားခဲ့ရတဲ့အခါမှာရှနာယကလုံးဝကိုပစပိတ်သွားခဲ့ပါတော့တယ်သူမနားမလည်နိုင်တာကတော့ဒီလောက်ထိအိမ်အကြီးကြီးပိုင်းဆိုင်ထားပြီးပြေဆောင်နေတဲ့မိသားစုဝင်တွေနေထိုင်ကြတဲ့အိမ်မှာ ယခုမှဖြစ်သူဘာဖြစ်လို့ဒီလောက်တောင်မှကစီကုန်နေရတာလဲ။သူလည်းစိတ်ထဲကနေယခုမှဖြစ်သူကိုတင်ကန်းစာပြန်ပေးဖို့အတွက်စဉ်းစားခဲ့ပါရဲ့။နောက်နေ့မှတော့ယခုမှကလည်းပြောလိုက်ပါရဲ့။ထွေးမလေးရဲ့နေမနှက်စာကိုဘာလုပ်မှလဲ။ပလာတာရီဘာတွေလုပ်နေတာဆိုလို့ရှင်တော့ထောဘတ်တွေအများကြီးထဲမနေနဲ့အောင်ထောဘတ်ကိုလျှော့ပြီးရထည့်ကြလား။ဒါနဲ့အမေကျမတို့ဘာဖြစ်လို့ပလာတာရီဘာတွေလုပ်နေမှလဲ။ပလာတာလုပ်နေမယ်ဆိုလို့ရှင်တော့ထောဘတ်တွေအများကြီးကုန်လိမ့်မယ်။ကျမတို့ရိုတီဖုတ်စားကြမယ်ဆိုလို့ရှင်ရော။ ဒါဆိုရင်တော့စီလည်းမကောင်းဘူးထောပတ်လည်းမကောင်းတော့ဘူးရိုတီကိုကျမတို့စားနဲ့တို့ပြီးတော့လဲစားလို့ရတယ်လေမနှက်စားဆိုတော့အားလုံးကလည်းအများကြီးစားတော့နိုင်ကြမှာမဟုတ်ဘူးတယောက်ကိုရိုတီတစ်ချက်စီပဲကျမဖောက်ပေးလိုက်ရမလားဒီစကားကိုကြားရတဲ့ရောက်ကမဖြစ်တော့ကတော်လေးဝမ်းသာပြောရွှင်သွားခဲ့ပါတယ်အေးဟုတ်ပြီမနှက်စားစားပြီးသွားရင်တော့ငါအစည်းအဝေးကိုသွားအောင်မယ်အိမ်အလုပ်တွေအားလုံးကိုလှုပ်ထားလိုက်နော်ရကမဖြစ်သူအပြင်ကိုထွက်သွားတာနဲ့ချိန်မအငယ်လေးကတော့ချောဘက်တွေအများကြီးထည့်ပြီးပလာတာကိုလှလှပပအလေးနဲ့အရသာအရှိဆုံးလှုပ်လိုက်ပါရင် အင်းထွေကိုလည်းစီအများအကြီးထည့်ပြီးတော့အရသာအရှိဆုံးချက်ပြုတ်ပြီးနောက်မှာတော့သူ့ရဲ့ရောင်းမကိုခေါ်လိုက်ပါတယ်။ကဲရော့ရောင်းမရဲ့ဒီမှာသမင်းထွေကိုအရသာရှိရှိစားပြစ်လိုက်တော့ရောက်ခမဖြစ်တော့ကလည်းအစည်းအဝေးကနေပြန်လာခဲ့ပါတယ်။သူမအစည်းအဝေးမှာဒီနေ့လက်ဖက်လေးတစ်ခွက်သာတောက်လာခဲ့ရပါတယ်။သူ့ဘိုက်တွေလည်းတော်တော်လေးစားနေခဲ့ပါပြီ။ချွေမလေးရဲ့နင်သမင်းဟင်းပါချက်နေလေ။အမေကျမလည်းအဲ့ဒါကိုပဲစဉ်းစားနေတာဘာချက်ရမလဲ။အခုတလောဈေးဘိုးတွေကတော်တော်လေးကိုကုန်နေအပြင်မှာကုန်စင်းတော့လည်းအရန်ကိုတက်တယ် ဟင်းတွေအများကြီးချက်မယ်ဆိုရင်လည်းစီတွေကအများကြီးကုန်အောင်မယ်။စကွဲလေးတွေပဲကျမမှားထားလိုက်တယ်အမေရဲ့အဲ့ဒါကတော်တော်လေးဈေးတက်တာတယ်။ထမင်းတဲမှာသူကတော့ပဲလုံးနဲ့နဲ့ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်။သူအားလုံးကိုပဲထမင်းဆိုပြီးကျွေးဖို့ကြောက်ပါ။ရော့မေစားတော့ဒီမှာအမေအတွက်ထမင်းရပြီ။အဖေရဲ့ကျမယောက်ျားရဲ့ခဲဝေရဲ့အားလုံးကတော့အပြင်ကနေစားပြီးလာကြမှာမလား။ကျမတို့ပဲကြမ်းတာဆိုတော့အမေအတွက်ဒါလေးပဲချက်ပေးလိုက်တာ။ကျမတို့နှစ်ယောက်လုံးကဒီနေ့ဥပုသ်ဆောက်ထားကြတယ်လေ။ ဒကမကလည်းဘာမှပြောမနေတော့ပါဘူး။သူမဘိုက်တွေရန်စားပြီးအချိန်လေးဆုံးနေခဲ့ပါရည်။နောက်နေ့မှလည်းဒီအချိန်လေးအတိုင်းပဲထပ်ဖြစ်ခဲ့ပါရည်။ဒါနဲ့အမေကျမတို့မနက်စောကိုထပ်ပြီးရော့ရှော့ချမယ်ဆိုရင်မကောင်းဘူးလား။ကျမတို့လဖေးတစ်ခွက်ဖြောက်လို့ရှိရင်လဖေးရဲ့အတွက်နွားနို့တွေရောတကြားတွေရောအရန်အကုန်နေနော်။လဖေးရဲ့ကိုနွားနို့တွေတကြားတွေမထည့်ပဲနဲ့လဖတ်ချောက်ကြီးပဲတဲပြီးတော့ပေးလိုက်တဲ့အခါမှာတော့ရခမကစိတ်ပြတ်သွားပါရည်။ဒါဘလို့ကြီးလဲရင်နွေးကြနေရပဲ။ဟုတ်တယ်လေအမေရဲ့ဒါကကျမရင်နဲ့ကိုက်ညီတယ်။ ကျမတို့ခန္ဓာကိုယ်တွေအားနေလာတယ်ဆိုတာကအစားအသောက်တွေအလွန်ကြုံစားလို့ပဲဒီနေ့မှရခမတယောက်တော်လေးအားနေနေတယ်လို့ခံစားလိုက်ရပါတယ်အေးပါဒီနေ့ငါမုံဆုံမဂေဟာတခုကိုသွားเสียရရှိတယ်သွားလိုက်အောင်မဲရခမအပြင်ကိုထွက်သွားတာနဲ့ထွေးမနှစ်ယောက်လုံးကထမင်းဟင်းကောင်းကောင်းချခဲ့ကြပါတယ်ဒီနေ့လည်းကျမတို့အရသာရှိရှိစားကြမယ်တို့ကထမင်းကိုဖိုင်ဝါစားခဲ့ကြပါတယ်ညောင်းစကိုလည်းအခန်းထဲမှာကြိုတင်သွားထားထားခဲ့ကြပါတယ်ရခမဒီနေ့အိမ်ကိုပြန်လာခဲ့ပါတယ်ဒီနေ့လည်းသူမဘိုက်တွေစားနေရပါထမင်းယူလာခဲ့တော့ ။ချွေးမအငယ်လေးကလည်းရိုတီနှစ်ချက်နဲ့ပဲပြုတ်ထားတာယူလာပြီးပြောလိုက်ပါရယ်။ရော့အမေဒီမှာစားလိုက်ပါဦး။နင်တို့လည်းထိုင်စားကြလေဘာလုပ်နေရလဲ။နှစ်ယောက်သားကလည်းရိုတီတစ်ချက်စီနဲ့ဟင်းနေနေယူပြီးထိုင်ခဲ့ကြပါရယ်။တော်ပြီအမေကျမတို့ဒီလောက်ပဲစားနိုင်တယ်။ဒီထပ်ပေါ်ပြီးအစာအတော့ကိုဖြုံးကြည့်ရမကောင်းဘူးလို့ကျမတော့ထင်တယ်။ရက်အနေငယ်အတွင်းမှာရှာလီနီတယောက်တော်တော်လေးကိုဝိတ်ကြသွားခဲ့ပါရီ။သူမလမ်းလျှောက်နေတဲ့ခေါင်းတွေလည်းရန်ကိုမူးနေပါရီ။ချွေးမလေးရေဒီနေ့ထမင်းကောင်းကောင်းချက်ဟင်းကိုလည်းကောင်းကောင်းချက်ငါထပ်ပြီးတော့မနိုင်တော့ဘူး။ ဒီလောက်ထိကစီကောက်တာကိုတော့ငါလည်းတီးမခံနိုင်ဘူးဟဲ့ဒီနောက်မှာရခမဖြစ်တော့ကထပ်ပြီးကစီမကောက်ရဲတော့ပါဘူးသူကတခြားသူတွေပေါ်ကပဲကစီကောက်တယ်ဆိုပေမဲ့ဒီမကိုယ်တိုင်တော့အဝါစားတော့ခဲမဟုတ်လားနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့စင်ရဲတဲ့ចောင်းသူလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်တမီးလေးရေចောင်းသွားဖို့အတွက်ပြင်ဆင်ပြီးပြီလားဟုတ်ကဲ့ပါအမေရေတမီးပြင်ဆင်ပြီးသွားပါပြီအေးတမီးလေးရေရောဒီမှာတမီးအတွက်ထမင်းဖူးကိုလည်းအမေပြင်ဆင်ထားပေးပြီးသွားပြီနော် ရော့ဒီမှာဒီထမင်းဘူးလေးကိုလည်းယူသွားလိုက်ပါဦးတမီးရဲ့ဒါနဲ့အမေတမီးဒီနေ့ဆောက်ပြီးကြောင်းသွားရင်ထမင်းကြယူသွားစရာမလိုတော့ဘူးအမေရဲ့သိရလားဟဲဟုတ်လားဘာဖြစ်လို့လဲတမီးရဲ့ဘာလို့လဲဆိုတော့တမီးမတငယ်ချင်းကောင်းတွေရှိထားလို့လေတမီးတငယ်ချင်းတွေကတမီးအကြွထမင်းအမြဲတမ်းထည့်လာခဲ့ပေးကြတယ်တမီးတို့နဲ့အတူတူပဲထမင်းစားလိုက်တယ်အမေတမီးနေ့စဉ်နေတိုင်းသူများနဲ့အတူတူကတ်စားတယ်ဆိုတာကမကောင်းဘူးတမီးရဲ့တို့တော့ကိုနောက်မစားတော့ဘူးဆိုပြီးတော့ညင်းပယ်လိုက်တော့ကြားလား မဟုတ်တော့မေရဲ့တို့နဲ့အတူတူပဲစားရမယ်တို့နဲ့မစားလို့မရဘူးတို့နဲ့မစားဘူးဆိုပြီးတော့ပြောရင်တော့တို့ကသမီးနဲ့ပေါင်းချောက်မှမဟုတ်တော့ဘူးချမ်းသာတဲ့ကလေးတွေကလည်းအခုလိုဖြစ်နိုင်လိမ့်မယ်လို့ငါကတော့ရုံတော့မယုံနိုင်ဘူးဟုတ်တယ်အဖေရဲ့သမီးရဲ့ချမ်းသာတဲ့တငယ်ချင်းတွေကသမီးအတွက်တော့ညီမတွေလိုမျိုးပဲသမီးထမင်းမစားမချင်းတို့ကထမင်းကိုထီတောင်းထီကြတာမဟုတ်ဘူးလေကြော်ပါတော့သမီးရဲ့ကြော်ပါတော့ကြော်ပါတော့နင်တို့တငယ်ချင်းတွေအချင်းချင်းဒီလောက်တောင်မှချစ်ကြတယ်ဆိုလို့ရှင်လည်းထမင်းချိုက်ကိုယူသွားမနေတော့နဲ့ ဂီတာရဲ့တငယ်ချင်းနှစ်ယောက်လုံးကအရန်ကိုချမ်းသာကြပြီးဂီတာကတော့စင်ရယ်ပါတယ်။ဂီတာရဲ့ဖခင်ဖြစ်သူကလည်းဟင်းသီးဟင်းဝတ်တွေရောင်းနေတဲ့ကုန်းစိမ့်တဲ့တဟုဖြစ်ပြီးပတ်စံကြိုးစားရှာပြီးနောက်မှာတော့သူ့သမီးလေးကိုကြောင်းကောင်းကောင်းမှပညာသင်ယူစေခဲ့တာပါ။ချမ်းသာတဲ့တငယ်ချင်းနှစ်ယောက်လုံးကတော့နေစင်နေတိုင်းဂီတာအတွက်ထမင်းတွေကိုမြေပို့ထည့်ခဲ့ကြပါတယ်။သူတို့တငယ်ချင်းတောင်ယောက်တယောက်ကိုတယောက်အရန်ချစ်ကြတာကိုတွေ့မြင်ခဲ့ရတဲ့အခါမှာတော့ကြာနဲ့ចောင်းသားတွေကလည်းသူတို့ကိုကြည့်ပြီးအယံမနာလို့ဖြစ်နေခဲ့ကြပါသေး။ တရမဂီတာနဲ့သူတငယ်ချင်းတွေနဲ့အတူတူနေလေစားထိုင်စားနေခဲ့ရပေါ့ဒီချိန်နေဟာနဲ့ဂျိုတီတို့နှစ်ယောက်လုံးကလည်းဂီတာကိုစောင်းမြောင်းပြောဆိုလိုက်ကြပါရဲ့ဂျိုတီရဲ့ကြည့်ပါဦးဂီတာကတော့တကယ်တောင်းစားလိုမျိုးပဲနော်သူသူများရဲ့စီကအစားအသောက်တွေကိုအလကားဘလို့စားတောင်းနေလေဆိုတာကိုကြည်စမ်းသူနည်းနည်းလေးတော့မရှက်ဘူးလားဟုတ်လားဒါကတော့သူနေစင်နေတိုင်းလုံနေတဲ့ကိစ္စရက်တွေပဲလေသူတို့အခွင့်ရအကြီးကြီးရှိနေတော့ဆိုတော့သူကဘလို့လက်လွတ်ခံမလဲ ဘလို့မဆိုသူကစင်းရဲတဲ့အိမ်ကမိန်းကလေးတယောက်ပဲမဟုတ်လားသူရဲ့အကျင့်စရိုက်တွေကလည်းစင်းရဲတဲ့အကျင့်စရိုက်တွေပဲရှိမှာပေါ့အိမ်မှာတော့ထမင်းဘိုင်ဝါအောင်စားတော့စားမှာမဟုတ်ဘူးချမ်းသာတဲ့သူတွေနဲ့ပေါင်းပြီးတော့အဝစားနေတယ်တခြားသူတွေရဲ့စကားအတန်တွေကိုကြားခဲ့ရတဲ့အခါမှာဂီတာဘာတခေါမှမပြောခဲ့ပါဘူးပါးစပ်ပိတ်ပြီးတော့ပဲတိတ်တိတ်လေးနေနေခဲ့ပါတယ်ဒီချိန်မှာရီတီနဲ့နီတီတို့နှစ်ယောက်လုံးကတော့တခြားသူတွေကိုကြောသားချွာသွားတော့ပါတယ်။ဒီမှာနေဟာနဲ့ဂျိုတီနေတို့နှစ်ယောက်လုံးပါးစပ်ကိုပိတ်ထားလိုက်နော်။ ထပ်ပြီးတခုံးမစော်ပြောကြည့်နေတော့ငါတို့ဘာလဲဆိုတာကိုကောင်းကောင်းသိသွားစေရမယ်ငါတို့တငယ်ချင်းအကြောင်းကိုပြောရအောင်နေတော့ကသူ့အကြောင်းဘာရီများသိနေလို့လဲနောက်တစ်ခါသူ့မကောင်းအကြောင်းထပ်ပြောလို့ကတော့နေတော့မြောက်ခွက်တွေကိုရိုက်ချိုးပြင်မယ်ကြားလားနေတော့နောက်တစ်ခါသူ့ကိုဆင်းရဲတာမတတ်နိုင်တဲ့တရောင်းစားလို့ပြောရဲပြောကြည့်ပြီးတော့သူကငါတို့စီကောင်းနေထမင်းတောင်းစားနေရမှာမဟုတ်ဘူးငါတို့ကိုယ်တိုင်သူ့ကိုကျွေးချင်လုံးလုံးအိမ်ကနေတကူတကာထဲလာပြီးတော့ကျွေးရဟင်နားလေလားနေတော့သူ့မကောင်းကြောင်ထပ်ပြီးတော့ပြောကြည့ ငါပါလဲဆိုတာကိုအခုထန်ချေကောင်းကောင်းသိသွားလိမ့်မယ်ပြောတယ်ပြောတယ်ဘာဖြစ်လဲဘာဖြစ်လဲသူကနေတော့စီကနေပြီးတော့တောင်းစားနေရပဲလေစင်းရလဲစင်းရသေးတယ်အခုနေငါတို့ကိုဘာလုပ်မလဲဘာလုပ်နိုင်လဲဆိုတာကိုကြည့်ကျင်သေးတယ်လို့လေအေးဟုတ်ပြီဟုတ်ပြီနေတော့ငါတို့ကိုစိန်ခေါ်လိုက်တာပဲရတယ်လေအခုချက်ချင်းကအကြောင်းကောင်းကောင်းသိစေရမယ်ဒီလိုပြောပြီးနောက်မှာတော့ရီတီနဲ့နီတီတို့နှစ်ယောက်လုံးကလည်းသူတို့ရဲ့အတန်းထဲမှာရှိတဲ့အတန်းပေါ်နှစ်ယောက်ကိုထားရိုက်ပါတော့တယ်။ပြောလေထပ်ပြော ထပ်ပြောနင်တို့တခုခုထပ်ပြောလို့ကတော့အသေးပဲနော်မပြောတော့ပါဘူးဟာမပြောတော့ပါဘူးတောင်းပန်ပါတယ်ငါမှားသွားပါတယ်ထပ်ပြီးတော့မပြောတော့ဘူးဟုတ်ပါတယ်နေတီရငါမှားသွားပါတယ်ငါမရိုက်ပါနဲ့နော်နင်တို့နှစ်ယောက်ဂီတကိုအလောက်တောင်ချက်လိုက်မယ်လို့ငါတော့မထင်တော့အခုလိုမျိုးပြောခဲ့မိရပါအခုတော့ငါတို့ဂီတကိုဘယ်လောက်ချက်လဲဆိုတာကိုတော့နင်တို့လည်းသိသွားလောက်ပြီပေါ့ရှေ့ဆက်ပြီးတော့တတိထားနော်ဒီလိုစကားတွေထပ်ပြီးတော့မကြားချင်ဘူးဒီလိုနဲ့ပဲကြံနေငယ်ကုံဆုံးသွားခဲ့ပြန်ပါတယ်တရမတော့ဂီတလုံးဝကြောင်းလာမတတ်တော့ပါဘူး ရီတီနဲ့နေတီရိုနီယောစလုံးကလည်းသူတို့တငယ်ချင်းကြောင်းလာတတ်ဖို့အတွက်အမြဲတမ်းစောင့်ဆိုင်နေတတ်ကြပါသည်။နှစ်ပတ်ကြာတဲ့အထိဂီတာတယောက်လုံးဝကြောင်းကိုရောက်မလာခဲ့တဲ့အခါမှာတော့တငယ်ချင်းတွေအတော်တော်လေးစိုးရင်ပူပန်နေခဲ့ကြပါပြီ။နေတီရဲ့ကြီးရတာဂီတာကြောင်းလုံးဝမလာတော့ဘူးနဲ့ကြူပါရဲငါတို့အရန်တွေ့ကျင်နေဘာရင်းများဖြစ်နေလဲမသိဘူး။ဒါဆိုရင်နေရဘာဖြစ်လို့ငိုနေရတာလဲ။ဟဲ့ငါတယောက်တည်းငိုနေရမှမဟုတ်တော့။နင်လည်းငိုနေရပဲလေနေတီရဲ့။အေးဟုတ်တယ်ငါလည်းမငိုရင်ဘာလို့ရမှာလဲငါတို့အရန်တွေ့ကျင်နေ။ ငါဒီသားရဲ့အိမ်ကိုသွားကြည့်ရင်ကောင်းမလားသူဘာဖြစ်လို့အကြောင်းကိုမလာတာလဲဆိုပြီးတော့ငါတို့သွားမေးကြရအောင်လေအေးကောင်းတယ်နင်ပြောတာမှန်တယ်ငါတို့သူ့အိမ်ကိုသွားပြီးတော့ဘာဖြစ်တာလဲလို့သွားမေးကြည့်ကြရအောင်စဉ်းစားပြီးတော့မှတငယ်ချင်းနှစ်ယောက်သားဂီတာရဲ့အိမ်ကိုသွားကြည့်ကြခဲ့ပြီမေသူတို့စိတ်ပြက်လက်ပြက်နဲ့ပြလာခဲ့ကြရပါတယ်သူတို့ရဲ့အိမ်ပိုင်ရှင်ကြီးကပြောလိုက်ပါတယ်ခလေးတို့ရေဂီတာတို့မိသားစုကငါစီမှာအိမ်ငှားနေကြတာသူတို့မျိုးကနေပြီးတော့ရွာကိုပြန်သွားကြပြီလေဒါနဲ့ဘာဖြစ်လို့လဲအတော်ရေဘာဖြစ်သွားလို့လဲ ဘာလို့လဲဆိုတော့ဂီတာရဲ့အဖေရုတ်တရက်ကြီးနေမကောင်းဖြစ်သွားလို့ပါ။တနာစရာကောင်းတဲ့လူပါ။သူကဒီမျိုးမှာပဲဟင်းသေးဟင်းရွက်တွေရောင်းပြီးစူးစမ်းနေရှာတာ။သူကျမ်းမာကြီးမကောင်းတဲ့အခါကျတော့မိသားစုဝင်တွေလည်းမတန်းနိုင်တော့တဲ့အဆောင်ရွာကိုပြန်သွားကြရတယ်ကွယ်။ဒါနဲ့အတော်ကြီးသူတို့ရွာကဘယ်ရွာလဲရွာနာမည်လေးပြောပြပါလား။အေးသမီးလေးရေအတော်လည်းမသိဘူး။အတော်တခါမှသူတို့ပဲရွှာမနေရလဲဆိုတော့ကိုမမေးကြည့်ဘူးဘူးဒီစကားကိုကြားရပြီးနှစ်ယောက်သားစိတ်ပြဝမ်းနေစွာနဲ့ပြန်လာခင်လိုက်ကြပါတော့တယ် အရင်နှစ်ယောက်ဆိုပြီးနှစ်ယောက်တော့အရန်ကိုစိတ်ပြတ်ဝမ်းနေစွာနဲ့ပဲနေထိုင်ကြပါရစ်အစာအသောက်ကိုလည်းသူတို့စိတ်မဝင်စားကြတော့ပါဘူးတမီလေးရဲ့အခုတလောငါ့ရဲ့တမီလေးဘာဖြစ်နေရလဲထမင်းလည်းကောင်းကောင်းမစားဘူးဘာတခုကိုမှလည်းစိတ်ပါဝင်စားခြင်းလည်းမရှိတော့ဘူးအဖေရဲ့တမီတက်ငယ်ချင်းကအเจ้าမလာတာအတော်လေးကိုကြားနေပြီသူရုတ်တရက်ရွာကိုပြောင်းရွှေ့သွားရတယ်သူ့အဖေကလည်းအတော်လေးနဲ့မကောင်းဖြစ်နေရဲ့သူတို့တော်တော်လေးကိုဆင်းရဲကြတယ်အဖေရဲ့ဒါနဲ့များဘာဖြစ်လို့ငုံနေရတာလဲတမီလေးရဲ့သူတို့ဆင်းရဲတယ်ဆိုတော့ဘာဖြစ်သေးလဲ အဖေတို့ကချမ်းသာတာပဲသူတို့ကိုအကူအညီပေးမှာပေါ့သူတို့ရွာကဘဲရွာလဲတွားကြည့်ကြမယ်ဒါပေမဲ့အဖေသူတို့ဘဲရွာမှာနေရလဲဆိုတာကိုလည်းတမိမသိဘူးရီတီနဲ့နေဒီရောနှစ်ယောက်လုံးရဲ့ဖခင်ဖြစ်သူတွေကဂီတာရဲ့ရွာကိုလိုက်ရှာဖို့အတွက်အစွမ်းအကုန်ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဘဲရွာမှာနေထိုင်တာလဲဆိုတာကိုတော့မသိခဲ့ကြရပါဘူးနောက်ထပ်ရရန်နေငယ်ကြသွားခဲ့တဲ့ခါမှနေဒီကသူ့အဖေကိုပြောလိုက်ပါတယ်ဒါနဲ့ဖေဖေတမိတို့ရွာမှာလဲရောက်ရိအများကြီးရှိတယ်မဟုတ်လားအဲ့ဒါကဘဲရွာလဲရင် အဖေတို့ရွာတွေကအများကြီးပဲတမီးရဲ့လေယာလုံကန်းတွေကလည်းအကြီးကြီးဆိုတော့ရွာ၃လေးခုမှပြန့်ကျဲနေရဘာလို့မေးနေရလဲတမီးတို့တငယ်ချင်းနှစ်ယောက်ရွာကဘယ်လိုမျိုးလဲဆိုတာကိုသွားကြည့်ချင်းကြလို့ပါအဖေတို့ကတော့တင်းနဲ့တွေရိတ်သိမ်းတဲ့အခါကြတော့မှပဲရွာကိုသွားကြတာတမီးတို့နှစ်ယောက်ထဲသွားခြင်းနဲ့ဆိုရင်တော့ကားနဲ့သွားကြလိ driver ကိုပြောပြီးတော့လှုပ်ပေးလိုက်မယ်ရွာမှာအဖေတို့အိမ်ကြီးလည်းရှိတာဆိုတော့အဲ့ဒီအိမ်မှာစိတ်အေးတတ်တာစွာနေထိုင်ကြနော်မျိုးကိုပြန်လာခြင်းတဲ့အခါကျရင်တော့အဖေကိုဖုန်းဆက်ပြီးခေါ်လိုက်လေ ဲ့ခါကျရင်တော့ driver ကပြန်ခေါ်လာခဲ့ပေးလိမ့်မယ်။ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဖေဖေ။နေသီးနဲ့ရီတီတို့နှစ်ယောက်လုံးကတော့ driver နဲ့အတူတူရွာကိုထွက်လာခဲ့ကြပါရဲ့။သူတို့သွားနေရင်လမ်းမပဲမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ကြရပါရဲ့။ကားကမြေကန်တပေးကနေဖြတ်သွားနေခဲ့တဲ့အချိန်မှာပဲမြစ်ထဲပြုတ်ကျသွားပါရဲ့။နှစ်ယောက်လုံးတတိပြန်လည်လာခဲ့တဲ့အခါမှာတော့ရွာတရွာကိုရောက်နေခဲ့ကြပါပြီ။တော်သေးတယ်ကျမတို့အသက်ရှင်နေသေးရဲ့နော်။အေးဟုတ်တယ်သမီးလေးရဲ့နေအသက်ရှင်နေတယ် ငါတို့ရွာသူရွာသားတွေအားလုံးဝိုင်းပြီးတော့ကဲတင်ပေးခဲ့ကြတာလေကျမတငယ်ချင်းရောကျမတငယ်ချင်းပဲမလေးသူဘာမှတော့မဖြစ်ပါဘူးနော်စိတ်ပူမနေပါနဲ့တမီးလေးရဲ့သူလည်းအဆင်ပြေတယ်သူခြေထောက်မှာဒဏ်ရာအနှဲငယ်ရသွားတယ်ဒီလောက်ပဲကောင်းမောင်ရဲ့သူကတော့မြစ်ထဲမှာမျောသွားခဲ့တယ်သူကိုနေရာဆုံးမှာလိုက်ရှာပေးမယ်ဘယ်မှမတွေ့တော့ဘူးရွာမှာဒီအဖြစ်ဖြစ်ကိုတီးတဲ့သူတွေအကုန်လုံးကလည်းအမြန်ပြေးပြီးရောက်လာကြပါလေဒီလိုနဲ့ရုတ်တရက်ပဲဂီတာလည်းသူတို့အရှေ့ရောက်လာပါတော့တယ်ဂီတာကတော့သူတငယ်ချင်းနှစ်ယောက်လုံးကိုတွေ့ခဲ့ရတဲ့အခါမှာ လန့်သွားခဲ့ပါရဲ့နင်တို့နေရောဒီမတော်တဆမှုကိုကြောင်တွေ့ခဲ့ရတာလားတော်သေးရပေါ့ဘာမှမဖြစ်လို့ငါတို့အဆင်ပြေပါတယ်နေရဒီမှာဘာလုပ်နေရလဲဒါကငါတို့နေနေတဲ့ရွာလေးလေဒါဆိုရင်တော့ငါတို့ဒီကိုရောက်လာတာတွေအကုန်လုံးကဘုရားသခင်ထွက်လိုက်လို့ပေါ့ဂီတာရဲ့နင်ရောက်တဲ့ကြီးပါဖြစ်လို့ငါတို့ကိုထားတော့ရတာလေဟာဒီစကားကိုကြားခဲ့ရတဲ့ခါမှာတော့ဂီတာလည်းငိုနေခဲ့ပါတယ်တို့မရဲ့ဖခင်ဖြစ်သူဘလောက်ကြောင့်နေမကောင်းဖြစ်နေခဲ့လဲဆိုတဲ့အကြောင်းတွေကိုလည်းပြောပြခဲ့ပါတယ် ဒီတိုင်းစကားကိုကြားခဲ့ရတဲ့အခါမှာရီတီနဲ့နေတီတို့နှစ်ယောက်လုံးကလည်းတငယ်ချင်းဖြစ်သူကိုအားပေးစကားပြောဆိုခဲ့ကြပါရဲ့။ဒီတရဲ့နေပါမအရန်ကြီးလဲစွန့်ရင်ပိုးပတ်မနေပါနဲ့ဟာ။ဘလို့မဆိုအခုငါတို့ရောက်လာပြီဆိုတော့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်တိလား။ဒီတိုင်းမိခင်ဖြစ်သူကတော့နေတီနဲ့ရီတီတို့နှစ်ယောက်လုံးအတွက်ထမင်းတွေကိုချက်ပြုတ်ပေးခဲ့ပါရဲ့။တစ်ဖက်မှာကောက်အစီရန်ဖြစ်သွားတယ်ဆိုတဲ့သတင်းကိုကြားခဲ့ရတဲ့အခါမှာတော့ခလေးရဲ့မိဘတွေကအတော်လေးစွန့်ရင်ပိုးပတ်နေခဲ့ကြပါပြီ။ဒီအချိန်မှာနေတီကလည်းသူ့အဖေကိုဖုန်းဆက်ပြီးအကြောင်းကြားပေးလိုက်ပါရဲ့။ ဖေဖေရေဖေဖေသမီးလေးအဆင်ပြေရဲ့လားသမီးလေးရဲ့သမီးလေးဘာမှတော့မဖြစ်ပါဘူးနော်ငါရဲ့သမီးလေးဘလို့လဲအဆင်ရောပြေရဲ့လားအဖေတို့ကတော့သမီးတို့ကိုရှာလို့မတွေ့တော့ဘူးဆိုပြီးတော့လက်လွတ်ထားခဲ့တာဟုတ်ကဲ့ပါဖေဖေသမီးတို့နှစ်ယောက်လုံးအဆင်ပြေကြပါရယ်ဘာမှလည်းမဖြစ်ဘူးမစိုးရိမ်တော့နဲ့နော်သမီးတို့အခုရောက်နေတဲ့ရွာကသမီးတို့တငယ်ချင်းဂီတာရဲ့ရွာမှာသမီးတို့အခုသူ့ရဲ့အိမ်မှာနေနေကြတယ်ဖေဖေဒါအရင်ကအကောင်းတဲ့ကိစ္စပဲသမီးလေးရဲ့သမီးလေးတို့ရှာနေတယ်သမီးလေးတို့တငယ်ချင်းကိုပြန်တွေ့သွားပြီပေါ့ငါတို့လည်းငါတို့ရဲ့ကလေးတွေကိုပြန်တွေ့သွားလို့ကြော်သေးတယ် ကဲဘဲရွာလဲဆိုတော့ကိုမေးလိုက်ငါတို့ချက်ချင်းပဲသွားကြမယ်သူတို့ကလည်းရွာနာမည်မေးပြီးနောက်မှာတော့ဂီတာတို့နေထိုင်နေတဲ့ရွာလေးကိုအမြန်ဆုံးသွားခဲ့ကြပါရယ်သူတို့ကလည်းဂီတာရဲ့မိဘတွေနဲ့တွေ့ဆုံခဲ့ကြပြီးဝမ်းသာပျော်ရွှင်နေခဲ့ကြပါရယ်နေမကောင်းဖြစ်နေတဲ့ဂီတာရဲ့ဖခင်ဖြစ်သူနဲ့တွေ့လိုက်ပါရယ်ခမရကျွန်တော်တို့နဲ့အတူတူမျိုးပေါ်ကိုလိုက်ခဲ့ပါခမရကိုကျွန်တော်တို့မျိုးမှာကောင်းကောင်းစေကူတာပေးမယ်ဟုတ်တယ်ပြီးသွားရင်တော့အလောက်ကိုင်းကောင်းကောင်းတစ်ခုလည်းပေးမယ်ဒီလိုနဲ့ဂီတာတို့မိသားစုဝင်တွေကလည်းမျိုးပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့ကြပါရယ် ဂီတာအဖေလည်းနေပြန်ကောင်းသွားတဲ့အခါမှာတော့အလုပ်ဝင်လုပ်နေခဲ့ပါပြီ။တငယ်ချင်း၃ယောက်လုံးကလည်းအရင်ပုံစံအတိုင်းပဲအတူတူကြောင်းပြန်သွားတက်ခဲ့ကြပါရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။